မကလုံးကတော့သူ့ကိုပြတွေ့တယ်တွေ့တယ်မတွေ့ရင်တည်းကစိတ်ကမောင်းတင်တာကျင်းတာသူ့ကိုတွေ့ရတော့မယ်ဆိုရင်ကိုပဲစိတ်ထဲမှာဒေါမန္တခံလေးနဲ့တွေ့တာမာနခံလေးနဲ့တွေ့တာမျက်နှာထားခက်တင်းတင်းနဲ့စကားပြောနေခက်ပြက်ပြက်လေးပြောနေငူးညံ့မှုမရှိဘူးအေးချမ်းမှုမရှိဘူးတော့ကို့မှာငူးညံ့မှုအေးချမ်းမှုမရှိဘူးလို့ကိုကလည်းနေ့တင်းထားရဆိုရင် communication ရဲ့သဘောကတော့ဒါ non verbal communication ငါနေ့ကိုမကျင်းတတ်ဘူးဟေးဆိုတာကြီးရောဒါပြောပြီးသားဖြစ်တယ်တိုင်းမို့ကြီးထိတာလို့ဖြစ်တယ်မျက်နှာထားကြီးရော တစ်ဖက်ကဘယ်နဲ့နေလို့ကိုယ်မှနုညံ့နေပါကြည်လင်မှုနုညံ့မှုဖြစ်နေလို့ဟန်ဆောင်ပြီးတော့ပြုံးပြုံးလေးပြောတောင်းမှသူစိတ်ထဲမှာရောနုညံ့မှုမရှိဆိုတော့ကိုယ့်ဘက်ကတကယ်လို့ကြည်လင်အေးချမ်းပြီးတော့နုညံ့နေတဲ့ဒီနေ့တွေ့ရတဲ့သူ့ကိုစင်းအဟောင်းအနေနဲ့ဆက်ဆံတာမဟုတ်တော့သူကအခုငါမြင်ရတဲ့လူတစ်ယောက်ဖြစ်သွားတယ်ဆိုတော့တာမန်အခင်ကြီးကကြောင်းကြက်နေတဲ့ကောင်ကအတိတ်ကသူ့နဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှတ်သားထားပြီးတော့အဟောင်းအနေနဲ့ဆက်ဆံ လူတိတ်ကိုဆက်ဆံတာမဟုတ်ဘူးလူအဟောင်းကိုဆက်ဆံတာဖြစ်တယ်နော်တကယ်တော့ယုတ်တရားနံတရားတွေအားလုံးကအစ်စ်စ်ပဲအခုမြင်ရလူဟာအခုအစ်စ်ပဲနော်အဲ့ဒီအစ်စ်ကိုအစ်စ်လိုသဘောထားပြီးဆက်ဆံလို့ရှိတယ်ပြဿနာမျိုးပြည့်တယ်အဲ့ကိုစိတ်တည်းကသူ့ကိုကြည်လင်အေးချမ်းချမ်းပဲပြန်ပြီးပြောမယ်ဆိုရင်တကယ်သာကိုစိတ်ကအဲ့ဒါသဘောထားဖြစ်ရမှန်ခဲ့ဟာလို့တာမဟုတ်ပဲနဲ့တကယ်ပဲကြည်လင်အေးချမ်းနေတဲ့စိတ်နဲ့သွားပြောတာမှန်လို့ရှိရင်သူ့အမူအရာပြောင်းလဲတာ ပြည့်ရ response ကအရင်နဲ့မတူတော့ဘူးအဲ့တော့အဲ့လိုကုသိုလ်ကိုကိုကြည့်ပြီးတော့ကုသိုလ်ကမြညာအေးချမ်းတော့လောဘလည်းနေသွားမယ်ဒေါသလည်းနေသွားမယ်မာနလည်းနေသွားမယ်ဆိုရင်ကိုယ့်ရဲ့အေးချမ်းမှုကြောင့်ပထမအဆင့်ကတော့ကိုကချမ်းသာသွားတယ်ကို့အမားလေးကိုကိုပြင်လိုက်တော့ငကတော့ကသူနဲ့တွေ့တဲ့ရန်ရှာနေတတ်တဲ့ကိုယ့်ရဲ့အကျင့်ကိုလည်းပဲဖျောက်လိုက်တော့ပြီးပြီးလည်းဆက်ဆံသွားမယ်ဆိုရင်ရည်ရှင်မှာပြောင်းကြပူပနားလည်းပြရတော့အမှန်တရားစိတ်ချမ်းသာစရာကောင်းတဲ့ဆက်ဆံရေးကိုတော့ဖြစ်လာတယ် တော့ဆက်ဆံရေးမပြေတယ်လို့ရှိရင်စိတ်ဆင်းရဲမှုအများကြီးဖြစ်ရတယ်လူတွေရဲ့ဘဝမှာစောင့်နေမပြေလဲလို့ဖြစ်ရတဲ့ဒုက္ခနဲ့ဆက်ဆံရေးမပြေတယ်လို့ဖြစ်ရတဲ့ဒုက္ခနှစ်ခုမှာအကြီးမားဆုံးဒုက္ခကဆက်ဆံရေးမပြေလဲလို့အဲ့တော့ကိုယ်နဲ့နေစဉ်တွေ့နေရတဲ့ဒီပုံမှာကိုယ့်ဘက်ကသဘောထားညဉ့်ညံ့ကိုကြည်နေအေးချမ်းသွားတဲ့အခါမှာကိုယ့်ရဲ့စိတ်ချမ်းသာမှုကိုကိုရတယ်အဲ့လိုတကယ်ရတယ်လို့ဘယ်လိုခံစားရလဲ ကိုယ်စိတ်ထားလေးသဘောထားလေးမှန်ပြီးကိုယ်မှာကြည်ရင်အေးချမ်းလို့ရသွားတာကိုယ့်ကိုယ်အူတန်းတည်ရသူစိတ်ကိုသူပြန်ကြည့်တဲ့အခါမှာအင်မတန်လင်းနေတော့ကိုယ်ကသဘောထားကြီးတယ်ဆိုဖြစ်နေတော့သူတွေ့ရတယ်အဲ့လိုတွေ့ရတယ်လေကိုယ်ဒီမျိုးအားရတယ်ဒီမျိုးတစ်ဖက်ကမပြောင်းလဲလည်းပဲကိစ္စမရှိဘူးသို့တော်သူစိတ်ထဲမှာအဲ့ဒီကိုကြည်ရင်အေးချမ်းတော့တယ်ဆိုတော့တစ်ဖက်ကလည်းပဲအပြေးပြီးတော့ပြောင်းနေတာအဲ့ဒီဘက်ကမပြောင်းလဲလည်းကိစ္စမရှိ ခုမှရင့်ကျက်တယ်မချွက်ဖြစ်တယ်လူကြီးဆန်တယ်ကလေးမဆန်တော့ဘူးကြီးလေးအင်းချမ်းနဲ့ပြင်းပြင်းနဲ့ခွလုံးနဲ့တိခါနေတဲ့စိတ်ကြီးရပါဘူးဒီနေ့ရပဲကိုယ်အိမ်မှာဒီမှာကြီးပြောနေတာနော်သူကအရင်တော့ငါစိတ်ကြိုးတယ်ပထမအထုတ်တာကတော့စိတ်ကြိုးပြီးမှပဲတိတယ်တိတဲ့ခါမှာစိတ်ကြိုးတာရော့ပါတယ်အဲ့တော့တဖြည်းဖြည်းနဲ့စိတ်ကြိုးတာကမှတိတယ်တိလိုက်ရင်စိတ်ကြိုးတာချင်းချင်းပြောက်ပြောက်ချင်းချင်းကြောက်သွားတော့ငါတို့ကတူတဲ့အမူအရာကြီးနဲ့ရုပ်နဲ့တော့စိတ်ကြိုးရကြောက်ရတယ်အမူအရာက ချက်ချင်းပြောရမှာလို့ဘယ်လိုတော့မှမသိတော့ဘူး။ရမလဲကြီးတော့ဖြစ်သွားတတ်တယ်နော်။အခုတကြီးလေးနဲ့ဒီနဲ့နေရဲ့အချင်းညားလာတဲ့ခါကျတော့စိတ်တူစရာနဲ့ပြည့်တော်မှစိတ်ကမတူဘူး။အဲ့လိုဖြစ်လာတာနော်။အဲ့ဒီခါမှာကိုယ့်ကိုယ်ကိုဘယ်တော့ကျင့်တဲ့အားရကိုယ့်ရဲ့စိတ်ရဲ့အရင်တွေး quality ဟာအများကြီးမှားသွားပြီဆိုတော့ကိုယ့်ကိုယ်ကိုအဲ့တော့လူတယောက်ရဲ့ဘဝမှာကျင့်တဲ့စရာအကောင်းဆုံးပါအဲ့ဒါ။ကိုယ့်စိတ်ရဲ့အရင်တွေးတွေကဒီနေ့ကြာမြင့်မားလာတယ် how much joy, drive, time and money does aggravation take from you day in and day out? နေရင်နေတိုင်းကိုယ်စရဲ့ကြည်ကြည်အေးချမ်း joy နော် drive ဆိုတာလှုပ်ရှားရှိတဲ့ကိစ္စတွေကိုလှုပ်ချင်ကြင်စိတ်ကိုနော်အတက်တရောလှုပ်ချင်စိတ်တွေ time ဆိုတာအချိန် money ဆိုတာငွေနော်ဆိုတော့စိတ်တူရတဲ့အတွက်ကြောင့်လည်းပဲကြည်ကြည်အေးချမ်းမှုတွေဘလောက်ဆုံးရှုံးသွားတယ်လှုပ်ချင်ကြင်စိတ်တွေနော်ဘလောက်ပျက်စီးသွားတယ် အချိန်တွေဘယ်လောက်ကုန်နေငွေတွေဘယ်လောက်ကုန်နေလဲတိကျကြည့်စမ်းပါနော်အဲ့တော့ကိုတော်သားဖြစ်နေကို့မှာအင်မတန်ကြီးမားတဲ့ရှုံးရှုံးမှုကြီးတွေဖြစ်နေတယ်ဆိုတာသဘောပေါက်ဖို့လိုတယ်ကို့ဘဝကိုကိုပို့ပြီးတော့အတိတ်ပဲရှိရှိတမ်းမှုရှိနေနေဆိုရင်ကို့တော်သားကိုကိုနားလည်ဖို့လိုတယ်နော်ဒါကိုငင်းချမ်းတော့ကို့ကိုလို့ဖို့ပဲလိုတယ် conserve your energy တင့်ရဲ့အင်အားကိုထိန်းသိမ်းပါ time နဲ့ energy မရှိရင်ဘာမှလုပ်လို့မရဘူး ဘယ်လို့ပဲလို့လို့လောကီစီးပွားရေးပဲလို့လို့တရားပဲအားထုတ်အားထုတ်အချိန်နဲ့အင်အားမရှိရင်ဘယ်လိုမဖြစ်ဘူးဆိုတော့အချိန်အားကိုဖြုံးတိပြနေတဲ့အဲ့ဒီစိတ်မကြည်စရာစိတ်နှောင့်ရှက်ဖြစ်စရာကိစ္စတွေနဲ့သူတို့ကြောင့်ဖြစ်တဲ့ဒေါသကိုနေ့တိုင်းတခြားတတိကြီးကြီးနဲ့ကြိတ်တက်မှာပဲဘဝဟာပို့ပြီးတော့ efficient ဖြစ်နေနော်ဆိုတော့တချို့လူတွေကအသက်ကိုအရှိအကြီးနေခြင်းရတယ်ဆိုတော့သူတို့ကမေးကြည့်တယ်အသက်ဘယ်လောက်ကြောင်ရှိခြင်းလဲလို့နော်တချို့ကလည်းတရားလောက်ရှိခြင်းလဲအသက်တရားလောက်နေရင်ဘာထူးမလဲ အသက်တရားမှာဘာမှမလုပ်နိုင်တော့ဘူးမျက်စိလည်းကောင်းကောင်းမမြင်တော့ဘူးနားလည်းမကြားတော့ဘူးစားလည်းကောင်းကောင်းမစားနိုင်တော့ပါဘူးစဉ်းစားပြုတ်ခေါ်တာအစဟိုချက်မြုံတက်တာမစဉ်းစားနိုင်တော့ဘူးတကယ်ပြန်လို့တော့တချို့ဖြစ်တယ်နေမညာမှမသိဘူးစားပြီးလို့စားပြီးမှမသိဘူးအဲ့လိုဖြစ်တတ်တယ်နော်ဆိုအသက်ရှည်တာကအရေးမကြီးဘူးအရေးကြီးတာကဘာလဲဆိုတော့နေရတဲ့ခိုက်အခုလိုတန်ဖိုးရှိတဲ့အချိန်လေးကိုအလကားအချိန်မဖြုံးမနဲ့တန်ဖိုးအရှိဆုံးနေသွားဖို့ပဲအဲ့ဒါပိုအရေးကြီးတယ်။ဟုတ်ကဲ့ငင်းလေးတွေကဒီပုံပုံလေး ကိုယ့်အကိုဟိုအချိန်ကိုနှမျောတဲ့အကျင့်ရှိတယ်။တွိုင်းလိုင်းနဲ့ဆက်ဖတ်တဲ့အကျင့်ရှိတယ်။တွိုင်းလိုင်းနဲ့ဆက်ချက်တဲ့အကျင့်ရှိတယ်။ဘလို့တစ်ဖက်ကလုံရင်းနဲ့ပဲအချက်ဆရာစာတွေကိုဆိုရိတ်ကလေးနဲ့ရေးထားပြီးတော့လမ်းတွိုင်းနဲ့အဲ့ဆိုရိတ်ကလေးကြည့်ကြည့်ပြီးဆက်ချက်သွားတာ။အချိန်ကိုနှမျောတာတော့အဲ့လိုအချိန်ကိုနှမျောပြီးတော့ကိုရရမြ9မိနစ်10မိနစ်ကစားကားစီတွိုင်းကိုကမောင်းရသူမဟုတ်ပဲဘူး။ဘေးကနေထန်လဲတဲ့ခါမှာတခုခုစားပြင်ပြင်ကြည့်တယ်။အခုတော့များသောအားဖြင့်တတိယနဲ့တီးပြီးတော့ပဲနေသွားတာပါ တော့ငင်းလေးတဲ့ကအချင်းကိုအမြဲနှမျောတတ်တဲ့ချင်းရှိတယ်။အဲ့လိုအချင်းလေးရလာတော့နောက်တည်းဒရိပ္ပံတရားနဲ့တွေ့တဲ့ကကြတော့ဒီတရားကိုအမြဲသဘောကျသွားတာ။ဒီဒရိပ္ပံတရားနေရာမရှိအချင်းကြီးအထုလို့ဖြစ်တယ်။နော်။တွိုင်းလာရင်စိုင်းတောင်းရင်ပြောရင်ဆိုရင်ဒရိနဲ့တိပွန်နေလို့ရှိရင်တရားအထုပြတာဖြစ်တယ်လို့သိရတဲ့ခါမှာအာဒီတရားလောက် efficient ဖြစ်တာတော့မရှိတော့ဘူး။အချင်းနေရာတတ်မှတ်ပြီးလုပ်ရမယ်ဆိုရင်တော့လုံးနေတဲ့ခါတော့ကောင်းပါလေလုံးနေတဲ့ခါလည်းလုပ်ပါလေနော်။တိုးတော့ အချိန်မရတဲ့ခါပဲနဲ့လုပ်တယ်ဆိုတတိပဋ္ဌာန်တရားကိုအားထုတ်ရင်လည်းအဲ့လိုတနေ့တာလုံးနေသွားတဲ့ခါမှာ life ကပူပော efficient ဖြစ်လာတာတွေ့ရတယ်ဒါတွေမကဘူးတတိနဲ့နေတဲ့အတွက်ကြောင့်စိတ်အနောက်ရှက်ဖြစ်စင်နေတဲ့ခါမှာဖြစ်ကြောမရှိဘူးချက်ချင်းပြည်ပြည်သွားတယ်ကိုယ်တည်းအခုပြည်သွားတာပဲဒီတက်ကြတဲ့ခါမှာစိတ်အနောက်ရှက်ကိုဖြစ်မလာဘူးအဲ့ဒီလိုကမှနေရတဲ့ကမှပုဂ္ဂိုလ်ကြည်လင်အေးချမ်းပေါ့ပါနေတွေ့ရတယ်နော်။အဲ့တော့စိတ်ကြည်လင်မှုအေးချမ်းမှုရှိလေလေ နည်းနည်းတော့ပို့ပြီးတိလေလေးဖြစ်လာတယ်နော်တော့ဘောမှာနည်းနည်းနဲ့တိစရာတွေကအများကြီးရှိတယ်။တာမန်လောက်ဆိုလူတွေကစာဝတ်နေရေးလုံးလို့ဖြစ်ရင်တော့အသိဉာဏ်လေးနဲ့တူပေါ့လူပေါ့နေသွားကြတာနော်။အဲ့နှမျိုးကိုကောင်းတယ်။သူရဲ့ potential ကတလောက်မကအောင်။စာဝတ်နေရေးအတွက်အလွတ်လွတ်တိုက်ရုံလောက်ဉာဏ်လောက်မကအောင်။အလွတ်အလွန်နဲ့နည်းတဲ့အသိဉာဏ်တွေကိုရနိုင်တဲ့ဟိုဓက္ခပါရမီဟာလူတိုင်းမှာရှိတယ်။အဲ့တော့လူတိုင်းအရာကိုတိမသွားဘူး။ဒါကြောင့်လူတွေကိုကြည့်ပြီးတော့နှမျောတယ်။ ဒီလူတွေကအချိန်နဲ့ဖြုံးနေတယ်အင်အားတွေလည်းဖြုံးနေတယ်တချို့လည်းအပြော့ပါးနဲ့အချိန်ဖြုံးနေသူတို့တိနေလောက်တိအောင်သူတို့မကြိုးစားဘူးနော်သူတို့မတိရတဲ့ကြောင့်သူတို့ဘောကသူတို့တော့တနည်းအားဖြင့်ပြောခြင်းနဲ့ပြောနေမယ်ဒါပေမဲ့ကလေးဆန်ဆန်ပြောနေတာပဲနှမျောတယ်လူတွေဘောကနော်ဒါကြောင့်အချင်းကိုအင်အားကိုချစ်တာပါ cultivate a greater sense of responsibility towards yourself ကိုကိုကူမှာတာဝန်ရှိတယ်နော်မတသမီးတာဝန်ဆိုတာရှိတယ်လို့မိမိတာဝန်ဆိုလည်းရှိတယ် ိမိတာဝန်ကလည်းမိမိစိတ်ချမ်းသာအောင်ကိုယ့်အကူနေတတ်ဖို့နဲ့တနေ့တခြားအသိဉာဏ်နဲ့စိတ်တည်ရင်ကျက်အောင်လုပ်ပွေတာဒါမိမိရဲ့တာဝန်ကိုတောင်းကိုတောင်းဝန်ကိုကိုယူပါကိုတောင်းဝန်မပြည့်စုံနဲ့အခုတော့ကိုကိုကိုယူရမတောင်းကိုအပြည့်စုံခံမလို့သူများတာဝန်တော့အများကြီးယူနေကြတာအဲ့လိုဖြစ်နေတာနော် increase the expectations that you place upon your state of mind ကိုယ့်ရဲ့စိတ်ဓာတ်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကိုမျှော်လင့်ထားတာကို မိမိနေထားပါတဲ့နော်မျိုးရင်းချက်ကိုမိမိမမထားပါတဲ့အဲ့တော့တနည်းတစ်ချာပို့ပြီးတော့အဋ္ဌညာနေစိတ်တည်းလေးနဲ့လာအောင်ကြိုးစားမယ်ဆိုတဲ့စဉ်းမျိုးထားမှာ Don't destroy yourself by constantly being worried and aggravated အချိန်ပြည့်တောကတွေဖြည့်ပြီးတော့စိတ်တူပြီးတော့ကိုယ့်ကိုယ်ကိုမဖြစ်စည်းပါနဲ့ဒီစကားတွေကတေချာစမ်းမှတော့အံတန်ရေးကြည့်တယ်ကိုယ့်ကိုယ်ကိုဘယ်သူကဖြစ်စည်းနေတာလဲကိုယ် ကိုကိုကိုပဲဖြည့်စီနေနော်ကိုရဲ့စိတ်ချမ်းသာမှုကိုကိုပဲဖြည့်စီတယ်ကိုရဲ့အတိညာရင်ကျေမှုကိုမရအောင်ဒေါသနဲ့ပဲအချိန်ကုန်နေတယ်လောဘနဲ့ပဲအချိန်ကုန်နေတယ်ကိုပဲဖြည့်စီနေတာပဲနော် The time to put an end to the aggravation is today this very minute အဲ့ဒီစိတ်တူတာစိတ်ဒေါသဖြစ်တာကိုအဆုံးသတ်ဖို့ရအချိန်ဟာဒီနေ့ပဲဒီမိနစ်ပဲဒီစက္ကန့်ပဲလို့ပြောရင်ပိုတော့မှန်သေးတယ်နော် အချိန်မရှိပါနဲ့အချိန်ဆိုင်ပါနဲ့တော့သတိပဋ္ဌာန်တရားကိုသဘောကျတာအဲ့ဒါပဲသူကအချိန်မရှိနေရာမရှိလို့လို့ရတယ်နော်အဲ့တော့မဟာတတိပဋ္ဌာန်တို့တည်းမှာတဒေါသံဝါစိတ်တံတဒေါသံစိတ်တံတိပဇာနာတိလို့ပြောထားတာနော်ဒေါသနဲ့တကွဖြစ်တော်စိတ်ကိုဒေါသနဲ့တကွဖြစ်တော်စိတ်ကိုသိဤတယ်နော်ဒီတဲ့အချင်းချောမဆိုတော့ဒေါသစိတ်ကိုဒေါသစိတ်လို့သိတယ်ဒေါသစိတ်ကိုလို့ဆိုလိုက်ကြတယ်ရနော်ငါစိတ်မဟုတ်ဘူး ဲ့ဒီနခုခြားနာခြင်းကိုတရားသဘောပေါက်စေခြင်းတယ်ဒီဝါကြလေးထဲမှာသူ့ကို philology နည်းနဲ့သူ့ရဲ့ syntax ကိုတရားလေးလာကြည့်မယ်ဆိုရင်ဟောငါဆိုတာမပါလာဘူးဒေါသစိတ်ကိုနော်ဟောဒေါသစိတ်ကိုဘယ်လိုသိရမလဲဒေါသစိတ်ကိုရေးငါစိတ်မဟုတ်ငါစိတ်တူနေတယ်ဘယ်လိုမဟုတ်အစမှာတော့ငါစိတ်တူတယ်လို့ထင်တယ်နော်အဲ့ဒီငါစိတ်တူနေဆိုတာကိုပဲစောင့်ကြည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 ့်သိပါများလားလို့ရှိရင်တိတ်ခဏတော့ဖြစ်တော့ကိုကဖြစ်ဖြစ်ချင်း ိလိုက်တဲ့ချိန်မှာနော်ဖြစ်တာနဲ့သိတာနဲ့ဟာကြားမှာတိ gap မရှိတဲ့ခါမှာအဲ့ဒေါသငါလုံးလို့ဖြစ်တာမဟုတ်ဘူးဆိုတာသိထင်ရှားနေတာတွေ့ရတယ်။သူ့ဟာသူဖြစ်လာတာလေ။အဲ့လိုခါမှာဒေါသကိုအနတ္တဖြစ်နေမြင်နေတယ်နော်။အဲ့လိုဒေါသကိုအနတ္တနဲ့ဖြစ်နေမြင်လို့ရှိရင်တခါတလေအံ့ဩတော့အံ့ဩသွားတာ။ဒေါသဖြစ်လို့စက်ပြော့ဒေါသဖြစ်ဖို့မဟုတ်ဘဲနဲ့အဲ့ဒီဘက်ကိုစိတ်ကမရောက်ဘဲနဲ့ဒီဒေါသစိတ်လေးပွားနေပေါ်လာတော့ကြည့်တော့အံ့ဩနေလိုက်တာ။ surprise တမျိုးဖြစ်တယ်နော်။ထို့အတူပဲလောဘလည်းဒီတိုင်းပါပဲ။အဲ့တော့တစ်ခုနဲ့နေတဲ့ခါမှာစိတ်ထဲမှာ နှစ်သက်တဲ့စိတ်လေးဖြစ်လာဒီစိတ်လေးကိုကြည့်ပြီးတော့အာဩသွားတာစိတ်ကလေးကနှစ်သက်တတ်တဲ့စိတ်လေးဖြစ်နေတယ်သူ့ဘယ်သူမှဖြစ်အောင်လုပ်တာလည်းမဟုတ်ဘူးဒီအာယုံကဘာလို့နှစ်သက်တာလဲအတ္တတော်ဖြစ်ရတယ်နော်အဲ့တော့အနတ္တဖြစ်နေမြင်တဲ့ခါမှာဘယ်လိုသဘောမှတရားဖြစ်ဖြစ်အရင်တော့ကမြင်မြင်စီမဟုတ်တဲ့ကြောင့်တော်တော်အာဩသွားတာကြည့်လို့လည်းရိုးတယ်လို့မထင်ဘူးဒီလိုအနတ္တအကြောင်းတရားကြားပါမများရင်တော့ရိုးတယ်အနိစ္စလည်းဒီလိုပဲကြားပါမများရင်ရိုးတယ်လို့ဖြစ်သွားတယ်ဒုက္ခလည်းဒီလိုပဲကြားပါမများလို့ရှိရင်တော့ရိုးတယ် ဒါပေမဲ့တိလို့တော့ယူသွားတယ်မရှိဘူးဘလောက်ပဲတိတိတော်တော်အောင်းအောင်းစရာကောင်းတယ် If you handle aggravation correctly you will have available to you a selection of positive primary and secondary effects အဲ့ဒီစိတ်တူတာဒေါသဖြစ်တာကိုကိုတိတိချာမိမိကတိုင်တွင်နေပြီဆိုရင်နော်တတိနဲ့စောင့်ကြည့်ပြီးတော့သိနိုင်ပြီဆိုရင်အဲ့လိုသိတဲ့အားကောင်းလာလို့ ဒေါသဖြစ်တာစိတ်တူတာမဖြစ်တော့ဘူးဆိုရင်သူ့ရဲ့အကျိုးနှမျိုးတွေ့ရလိမ့်မယ်နော်ဒါရိုးရိုးလေးပါသူ့အကျိုးဟာ one of the primary effects is that you will conserve your energy တော့အင်မတန်ဒေါသဖြစ်တာစိတ်တူတတ်တဲ့ဒီတတ်ထဲမှာအမှုထမ်းနေတဲ့အင်ဂျင်နီယာအကြောင်းလေးပဲရှိတယ်နော်စိတ်ကောင်းအင်မတန်ရှိတယ်လူရဲ့ကံရင်အင်မတန်ရှိတယ်အင်မတန်အလုပ်ကိုကြိုးစားရပါတယ်နော်မနေ့6နေ့ညနေ6နာရီလောက်ထိအောင်အလုပ်ကိုလုပ်တတ်တယ် တောင်းဝန်မကြည့်မှဝိမ္တန်ဆွေးရင်လေအင်တန်တောင်းဝန်ကြည့်တဲ့မိတ်ဆွေကြောင်းနေတဲ့ဒီပါဒါပေမဲ့အလုပ်များတော့ဒေါသအင်တန်ကြီးပြီးတော့အများဆုံးကို tense ဖြစ်နေတာပဲဟုတ်အင်ကိုရောက်လာရင်သူအင်ကအင်လိုအင်နာတွေဆိုတာသူ့ကိုကြောက်နေရတာတိတ်ကနေဆိုဒေါသဖြစ်ပြီးတော့ပေါက်ွဲပြီနော်အဲ့ဒီကြောင်းနေတဲ့မိတ်ဆွေတူပါဒီလိုပဲဒေါသအကြောင်းကိုသူ့ကိုပြောပြတော့သူတဖြည်းဖြည်းတရားကိုကြိုးစားအားထုတ်လာတယ်ခုနပြောလိုပဲမနေ့စောစောကနေစားတော့တဖြည်းဖြည်းချင်းအားထုတ်သွားတာနော် တဏိတာလုံးလည်းပဲတတိကပြတော့တီ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 ပြောသူနေသွားတော့မကြမ်းကြသူနဲ့ပြန်တွေ့ဒီတစ်ခေါက်ပြန်တွေ့တော့လေသူ့အမေးကြည့်တယ်မနေနေတော့လို့ပြောတော့အခုဒေါသလည်းအင်တန်နေသွားပြီတူကလည်းပဲအရင်ထက်အများကြီးကြည်လင်အေးချမ်းလာတယ်သူတို့ဇနီးမောင်နှံနှစ်ယောက်ကအရင်တော့တွေ့ရလို့ရှိရင်သူယောက်ျားကခတ်တင်နေမျက်နှာကြီးနဲ့သူမိမလည်းသူယောက်ျားမျက်နှာကိုကြည့်ပြီးအငြင်းတန်းကြောက်နေတာဘာပြောမလဲဘာပြောမလဲဟောတိတ်ကနေဆိုပြောတော့မအောင်အခုတစ်ခေါက်တွေ့ရတော့နှစ်ယောက်စလုံးကကြည်ကြည်လင်လင်နူးညံ့ညံ့ဖြစ်နေတယ်ဟောတိတ်ပြိုစရာကောင်းနေတာလေ ပဝန်းကျင်ကသူ့တငရင်ပေါင်းသိနေရကွာသူ့ရဲ့အပြောင်းလဲကိုတေးတရားတတိထားမိနော်အဲ့ဒါလို့ဒေါသဖြစ်တာကိုသိပြတော့နေလို့ရှိရင်ဒေါသဖြစ်တာနည်းသွားလို့ရှိရင်ပထမဦးဆုံးရတဲ့အကျိုးကဘာလို့ဆိုတော့ပင်မမှုနည်းသွားတယ်နော် one of the primary effects is that you will conserve your energy and your state of mind နော်ငိုလုံးကရှိနေတဲ့စိတ်ကြည်လင်မှုကပြည့်မသွားဘူးစိတ်ကြည်လင်မယ်တနည်းတရားလုံးပြောလို့ရတယ် The positive secondary effects include a reduction in the volume of your fears. ဒါစိတ်ကြည်မှုအေးချမ်းမှုများများရှိရလို့ရှိရင်ကြောက်တာဆိုရင်ဒါလည်းပဲနည်းသွားတယ်။တောကလည်းနည်းသွားတယ်။နော်။အဲ့တော့ဒေါသဆိုတာဟာဟိုပါဠိစကားနော်။မမလိုအမျိုးမျိုးသောဘာသာပြန်ကြစိတ်ဆိုးတာလိုဘာလို့လဲဘာသာပြန်ပြန်ကြတယ်။ဒါပေမဲ့ဘာသာပြန်မယ်ဆိုအများကြီးထွက်လာနိုင်တယ်နော်။ဘယ်နှမျိုးလောက်ထွက်မလဲတော့မသိဘူး။ကိုယ့်အကူစဉ်းစားလို့ရတော့ရေးထားတယ်နော်။ဆိုရင်ချင်းပူပန်ချင်း ကြောက်ခြင်းအားငယ်ခြင်းစိတ်ညစ်ခြင်းစိတ်ဆိုးခြင်းစိတ်တူခြင်းနော်စိတ်တကြခြင်းဒါလည်းဒေါသကြီးပဲနော်စိတ်ရှုပ်ခြင်းစိတ်မကြည်လင်ခြင်းဒါတွေအားလုံးကဒေါသကြီးပဲနော်အဲ့တော့ဒီဟာတွေအားလုံးက nature တူတူပဲသူတို့ရဲ့အခြေခံသဘောအားလုံးတူတူပဲနော်အဲ့တော့ဒေါသဖြစ်တာနေသွားတဲ့လူဟာကြောက်တာဆိုရင်လည်းပဲနေသွားတာပဲသူတို့ကဘယ်လိုပြောမလဲ source တူတူပဲနော် system တစ်ခုလည်းပဲဆိုပါတော့ တော့ဒေါသဖြစ်တာနင်းသွားတယ်ကွာကြောက်တာလည်းနင်းသွားတာပဲဆိုတော့ဒီဒေါသတစ်ခုပထမတစ်ခုကတော့ aggressive ဖြစ်တဲ့ဒေါသလို့ပြောလို့ရတယ်နော်နောက်တစ်ခုဒေါသကတော့ depressive ဖြစ်နေတဲ့ဒေါသပဲဆိုတော့ depression ဒေါသပဲတခြားသဘောပေါက်စီနေတယ်နော်စိတ်ဓာတ်ကျနေတာဟာဒေါသပဲဆုံးနေတဲ့ဒေါသပဲအဲ့တော့အောက်ကွဲတဲ့ဒေါသနဲ့တော့လေကွာဆုံးတဲ့ဒေါသလည်းပဲနင်းသွားတယ်ဘယ်တော့အကျိုးများမလဲဆိုတာကြည့်ဖို့ရနော် The heat losses that are caused by aggravation are enormous. ဒေါသဖြစ်တဲ့အခါမှာခန္ဓာကိုယ်ပူလာတယ်။စိတ်လည်းပူလာတာဟုတ်နော်စိတ်ကြောင့်ခန္ဓာကိုယ်မှာအမှန်ပူလာတယ်။ဘာကြောင့်ပူလာလဲဆိုတော့အဲ့ဒါကုနာပြောပြီနော်။အဲ့တော့အဲ့လိုပူလာတဲ့အခါမှာအင်အားတွေအများကြီးကုန်ခန်းကုန်ခန်းသွားတယ်ရဲ့။ Imagine the energy that you could save both at home and at work if you were only able to get the daily aggravation out of your life နေ့စဉ်ကြုံတွေ့နေရတဲ့အဲ့ဒီစိတ်တူစရာစိတ်ညစ်စရာတွေကိုကိုယ့်ဘဝတွေကတနည်းနည်းနဲ့သူ့ကိုဖယ်ရှားနိုင်ရင်လည်းဖယ်ရှားမယ်မဖယ်ရှားနိုင်ရင်လည်းပဲခုနကလိုစိတ်ကမပေါက်ကွဲပဲနဲ့ထိန်းထားနိုင်မယ်ဆိုရင်တော့တတိယနဲ့တတိယထိန်းထားနိုင်မယ်ဆိုရင်ဘလောက်စိတ်တအင်းရခန္ဓာကိုယ်အင်းကကုန်ခမ်းမှုညော့သွားမလဲနော်အဲ့တော့အခုနောက်တငယ်ချင်းကသူ့အမေကြီးတော့ အရင်တော့တနည်းတလုံးထွက်လို့ပြီးလို့ရှိရင်ညနေဘက်ကျရင်သူကအင်မတန်ပင်ပန်းတော့မခံနိုင်တော့ဘူးဒီတောင်မခံနိုင်တော့ဘူးအခုတတိနဲ့တနည်းလို့နေလိုက်တဲ့ခါမှာညကျတဲ့ခါမှာလည်းပဲသူကကြည်လင်ဟေးချမ်းနေသေးတယ်နော်ပြတ်မသွားဘူးအလုတ်ကတော့အရင်ထက်ရော့မသွားဘူးအလုတ်ကတော့အရင်လောက်ပဲတခါလေအရင်ထက်တော့များသေးတယ်ဒါပေမဲ့ပင်ပန်းမှုကရော့သွားတယ် aggravation leads you to wound others တောသားဖြစ်နေလို့ ਆ သူတို့ဘာကိုထိခိုက်အောင်လုပ်တယ်အဲ့ဒါကိုပဲအရင်တော့လည်းအချင်းချင်းတမျိုးပဲခဲ့ဘူးတယ်နော်ကိုယ့်အကူစိတ်မချမ်းသာရင်သူများကိုစိတ်မချမ်းသာအောင်လုပ်တတ်တယ်အင်တန်ရှင်းနေတာပဲတော့ကိုယ်စိတ်မချမ်းသာရင်တတိထားတော့နော်ကိုယ့်ရဲ့စိတ်